်လာခင်ဗျမန်ကိုင်းမှကြိုတင်ပါတယ်အဲ့တော့ဒီပြိုသင်္ကန်းသားမှာဝင်းနိုဘီကိုသုံးပြီးတော့ကွန်ပျူတာကိုမြန်သုံးရဖို့အတွက်ကီးဘုတ်ရှက်ကလေးတွေတွားကြည့်အောင်နော်အဲ့တော့ပထမဆုံးနံပါတ်1ကဝင်းနိုဘီကိုဖိပြီးတော့ E ကိုနှိပ်တဲ့သင်္ကန်းသားနော်အဲ့တော့ဝင်းနိုဘီကိုကီးဘုတ်မှာဝင်းနိုဘီရှိတယ် E ရှိတယ်ပေါ့အဲ့တော့ဝင်းနိုဘီကိုဖိပြီးတော့ E ကိုနှိပ်လို့ရှိရင်အဲ့တော့ desktop မှာရှိတဲ့ this pc ကိုနှစ်ချက်နှိပ်ပြီးဖွင့်လို့ပေါ့နော်ဒီ file explorer ကိုဖွင့်လာလိမ့်မယ်နော်အဲ့တော့တကယ်လို့ကိုက window key ကိုဖိပြီးတော့ e ကိုမနှိပ်ချင်လို့ရှိရင် mouse ကင်ပြီးတော့ this pc ကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်လို့ရတယ်အတူတူပဲเนาะအဲ့တော့နှမောင်းတစ်ခုက window key ကိုဖိ e ကိုနှိပ်ရမှာเนาะ okay window e okay နောက်တစ်မျိုးကကြာတော့ window key ကိုဖိပြီးတော့ space bar ကိုနှိပ်တာကဒီ language ကိုချိန်တာပေါ့เนาะအောက်ချိန်ညာဘက်တော့မှာဒီမှာအင်္ဂလိပ်စာရှိတယ်မြန်မာစာအဲ့လိုပြောင်းတဲ့ခါမှာပေါ့ language ချိန်ချင်လို့ရှိရင်ဒီလို mouse ကင်မယ်ဆိုရင်တော့ဒီလိုလေးနှိပ်ပြီးတော့ပြောင်းရမြန်မာစာပေါ့ဒါဆိုရင်အင်္ဂလိပ်စာအဲ့လိုပြောင်းလို့ရတာ တကယ်လို့ keyboard ကဆိုလို့ရှိရင် window ကြီးကိုဖိပြီးတော့ဒီ space bar ကိုနှိပ်ပြီးတော့ပြောင်းလို့ရတယ်နှိပ်ကြည့်မယ်နော် window ကိုဖိမယ် space bar ကိုနှိပ်အမြန်မာစာထိုင်းစာအင်္ဂလိပ်စာမြန်မာစာထိုင်းစာအင်္ဂလိပ်စာလို့ကိုထည့်ခဲ့တဲ့ဒီ language ကိုဒီမှာတွားကြည့်လို့ရတယ်အဲ့ဒါက window ကြီးကိုဖိပြီးတော့ space bar ကိုနှိပ်တာနော်နောက်တစ်ခုက window ကြီးကိုဖိပြီးတော့ icon ကိုနှိပ်တာသူကကျတော့ setting နဲ့ကိုဝင်အဲ့တော့ window ကိုဖိလိုက်မယ် keyboard ကနေပြီးတော့ icon ကိုနှိပ်လိုက်မယ် window ကြီးရဲ့ icon နှိပ်တာကျတော့ဒီ Windows system နဲ့ကိုဝင်လို့ရှိရင် window စတင်နေဝင်လို့ရှိရင်ဝင်းဒိုးရုပ်ဖြီးပြီးတော့အိုင်ကိုနှိပ်ပြီးဝင်းနော်အဲ့ဒါတစ်မျိုးပေါ့နောက်တစ်ခုကဝင်းဒိုးကြီးကိုဖြီးပြီးတော့ဒီကိုနှိပ်တာဝင်းဒိုးကြီးကိုဖြီးဒီကိုနှိပ်တဲ့ဆိုတာက desktop ကိုအမြန်ရောက်သေးဖို့အတွက်ဥပမာ program တစ်ခုဖွင့်လိုက်မယ်နောက်တစ်ခုထပ်ဖွင့်လိုက်မယ် Microsoft Word ပေါ့နော်ဟုတ်ကဲ့အဲ့လိုနှစ်ခုသုံးခုဖွင့်တဲ့အချိန်မှာဥပမာတစ်ခုချင်းဆိုလို့ရှိရင်ဒီမှာ mini mic ကိုနှိပ်မယ် mini mic ကိုနှိပ်မယ်အဲ့လိုနှိပ်မှ desktop ကိုမြင်ရမှာပေါ့အခုလောအခုကကျတော့အဲ့လိုမဟုတ်ဘူး ူပိုကနေဖွင့်တဲ့အချိန်မှာ desktop ကိုတခါတည်းတန်းပြီးတော့ရောက်ချင်လို့ရှင် window key ကိုဖိမယ်ပြေဖို့ကနေပြီးတော့ d ကိုနှိပ်လို့ရှင် desktop ကိုတခါတည်းတန်းမြင်ရမှာဟုတ်ပြီနော်အဲ့ဒါက window d ပေါ့ okay နောက်တစ်မျိုးနောက်တစ်မျိုးကကြတော့ window key ကိုဖိပြီးတော့ alien ကိုနှိပ်တာပါကြတော့ alien ဆိုတာ lock ကိုပြောတာဥမာကွန်ပျူတာဆက်ဖွင့်တဲ့အချိန်မှာကိုယ့်ရဲ့ set မှာ password ရှိလို့ရှင်ပထမဆုံးကွန်ပျူတာတစ်ခါတည်းပွင့်မလာဘဲနဲ့ဒီ log screen ကိုမြင်နေရတယ်လေအဲ log screen ကိုရောက်သွားဖို့အတွက် window view ပြီးတော့ panel ကိုနှိမ့်လိုက်လို့ရှိရင် အကိုဆက်မှာ password ရှိမှာဒါဝင်လို့ရတော့မှာပေါ့နော်အဲ့တော့ password တိုင်းမယ် okay အဲ့လိုပေါ့နော်အဲ့ဒါ window ကိုအဲ့လို connect တာက lock second ကိုသွားတာနောက်တစ်ခုကကျတော့ window ကိုဖြူပြီးတော့ u ကို connect တာ window ကိုဖြူပြီးတော့ u ကိုနှိပ်လို့ရှိရင်ရိုက်ပြီနော်အဲ့တော့ဒီမှာဒီကိုရဲ့စလုံး font နေပေါ့နော်ဒီမှာ apply ကိုနှိပ်လို့ရှိရင်ဒီမှာဒီမြင်နေရတဲ့စလုံး font နေရပို့ပြီးတော့ user စာပို့ကြည့်သွားတယ်အဲ့လိုပြင်လို့ရတာပေါ့နော်ပြန်သေးလိုက်မယ်ပြန် apply ကိုနှိပ်လိုက်ပေါ့နော် okay သဘောမှန်တိုင်း ောက်တစ်ခုကကျတော့ဒီမှာအလင်းမောင်ကိုဒီမှာချိန်ခဲ့လို့ရတာပေါ့နော်ဒီမှာဒါကိုရဲ့မြင်နေရတဲ့စက်ခွင့်ရဲ့အလင်းမောင်ကိုချိန်လို့ရှိရင်ချိန်လို့ရတယ်။အော်ဒီ setting ကိုမြင်ရဖို့အတွက် window key ရဲ့ U ရဲ့နှိပ်ပြီးတော့ပါလိုက်တာ။နောက်တစ်ခုက window key ကိုဖိပြီးတော့ A ကိုနှိပ်တာ။အဲနှိပ်လိုက်မယ် window ကိုဖိအော်ဒါပြလိုက်မယ်။ window ကိုဖိပြီးတော့ A ပေါ့။အဲဆိုလို့ရှိရင်ဒီဘက်မှာ notification မှာသုံးရတဲ့ location နေပြီးပါ Bluetooth ချိန်ရလို့ရှိရင်တော့ပြန်ဖြုတ်လိုက်ရတာတွေတက်တာပေါ့နော်။အဲ့ဒါကဒီနေရာမှာအလန်းပေးထားလားနောက်တစ်ခု screen shot ရတဲ့နေရာတွေဒီမှာလည်းအလင်းမောင်ပြင်လို့ရတယ်နော်ဒီမှာ အလင်းမောင်ပြင်လို့ရတာဝန်တို့တန်းပါနော်โอเคအဲ့ဒါကဝန်တို့ကြီးရဲ့ A ရဲ့နှိပ်ပြီးတော့ဒီ notification setting ကိုလာပြီးတော့ကြည့်လို့ရတယ်ဟုတ်ပြီနော်โอเคနောက်တစ်ခုနောက်တစ်ခုကျတော့ဝန်တို့ကြီးကိုဖိပြီးတော့ R ကိုနှိပ်တာက run bot ကိုခွာပါဘောနော်အဲ့ဒါဝန်တို့ကြီးရဲ့ R ရဲ့နှိပ်လိုက်လို့ရှိရင်ဒီညမှာ run bot လာပေါ်လိမ့်မယ်အဲ့ညမှာကိုသုံးညင်တဲ့ command ကိုရလို့ရပြီပေါ့နော်โอเคနောက်တစ်ခုကဝန်တို့ကြီးကိုဖိပြီးတော့ number ဆိုတာကဒီ outage test bot မှာရှိတဲ့ software လေးတွေကိုအလွယ်ဖွင့်တာပေါ့ဟုတ်ပါ ဖွင့်တဲ့အခါမှာကွာ number ဆိုတာ1နဲ့3လေးကိုပြောချင်တာနော်ဥမာ Windows ကိုဖြစ်ပါတယ် number 1ကိုနှိပ်မယ်ဆိုရင်ဒီပထမဆုံးပုံလေးကို software ကိုပုံရလိမ့်မယ် Windows ကိုဖြစ်ပါ1ကိုနှိပ်လို့ရှင်ဒီဒုတိယပုံက software ပုံနိုင်မယ် Windows ကိုဖြစ်3ကိုနှိပ်လို့ရှင်တတိယပုံက software ပုံနိုင်မယ်ဒါဆို4ပေါ့ Windows ကြီးရ4ပေါ့ဒါဆို Windows ကြီးရ5ရပေါ့အဲ့လိုကွာကိုဖွင့်ရတဲ့ software ကိုအလွယ်ဖွင့်ရဥမာ Windows ကိုဖြစ်ပါ1ကိုနှိပ်မယ်နော်အဲ့ဆိုရင်ဒီမှာကိုပိုင်းတော့ software ဖွင့်ထားလိမ့်မယ် Windows ကိုဖြစ်ပါ1ကိုနှိပ်လို့ရှင် File Explorer ပေါ့လို့ဖွင့်ထားလိမ့်မယ်ဟုတ်ပြီနော်နားရလားနော် Windows ကြီးရကို ပွင့်ရင်နဲ့နံပါတ်ပေါ့နော်နံပါတ်1နဲ့3လေးပေါ့အဲပွင့်မှာတော့1 2 3 4 5အဲ့လိုပေါ့ကို test bar မှာကို software တွေတင်ခဲ့သလားပေါ့နော်ဟိုနောက်တစ်ခုက window key ကိုဖိပြီးတော့ PO နှိပ်တာကြတော့ကိုယ့်ရဲ့ computer နဲ့ projector နဲ့ချက်လို့ရှင် projector ရဲ့ setting ကိုမြင်ရဖို့အတွက်နော်အဲ့တော့ window key ကိုဖိမယ် PO နှိပ်အဲ့ဒါဆိုရင်တော့ဒီမှာ computer နဲ့ projector နဲ့ချိန်မှာလားအဲ့ဆိုရင် PC only ဆိုရင် computer မမြင်ရဘူးကိုယ့်ရဲ့ computer တစ်ခု sorry projector မသုံးဘူးကိုယ့်ရဲ့ computer တစ်ခုတည်း duplicate ဆိုလို့ရှိရင်တော့ Google ရဲ့ computer မှာရော projector မှာရောနှစ်ခုလုံးမြင်ရဖို့တော့เนาะ computer ရော screen ကိုပွားရတာပေါ့เนาะအဲ့ဒါက external ကလည်းအတူတူပဲပေါ့เนาะအဲ့ဒါလည်းသုံးလို့ရတယ်စကား screen only ဆိုလို့ရှိရင်ကိုယ့်ရဲ့ computer မှာမမြင်ရတော့ဘဲနဲ့ဒီ Google ရဲ့ projector မှာပဲလာပြီးတော့တွေ့ရတယ်အဲ့ setting ကိုပြင်လို့ရှိရင် window ကြီးကိုဖိပြီးတော့ PO နှိပ်ပြီးတော့အလွယ်တကူပြင်လို့ရတယ်เนาะအဲ့တော့ဒါလေးတွေကအလွယ်တကူကိုက chocolate တိထားမှာဆိုလို့ရှိရင်လွယ်တကူသုံးလို့ရဖို့တယ်เนาะအဲ့တော့ဒါလေးအကုန်လုံးဒီ window ကြီးကို window ကြီးနဲ့တွဲပြီးတော့သုံးလို့ရတဲ့ command လေးတွေเนาะ